်မင်္ဂလာပါရှင်ဘုန်းကြီးတော်မူသောသခင်ယေရှုခရစ်တော်ဤနာမတော်အားဖြင့်ခွန်အားတဲ့နေ့စဉ်နှုတ်ကပတ်တော်အစီအစဉ်မှာကြိုဆိုပါရရှင်ပထမဦးဆုံးဖခင်ရဲ့ခြေတော်ကိုချီးမွမ်းပါတယ်ပန်းတိုင်ကိုတားဆီးသောအရာများဆိုတဲ့ကောင်းစဉ်နဲ့ဟေပြဲအခန်းကြီး7အငယ်1ကနေ3ကိုဆင်ခြင်သွားကြပါမယ် ထို့ကြောင့်ဤများလောက်များစွာသောတတိအပေါင်းတို့သည်ငါတို့ကိုဝန်းရံရက်ရှိကြသည်ဖြစ်၍ငါတို့သည်ခတ်သိမ်းသော ဝန်တို့ကို၎င်းနောက်ဆက်တတ်သောဒုစိုက်ကို၎င်းပင်ရှား၍ငါတို့မျက်မှောက်၌ထားသောပန်းတုံးတန်တို့ရောက်ခြင်းကအာမလျော့ပဲပြေးကြကုန်အံ့ယုံကြည်ခြင်းကိုအစအဥစီရင်၍စုံလင်စေတော်မူသော သခင်ယေရှုကိုစေစေထောက်ရှုကြကုန်အံ့ ထိုသခင်သည်မိမိရှေ့၌ထားသောဝမ်းမြောက်ခြင်းအကြောင်းကြောင့်ရှက်ကြောက်သောအရာကိုမမတ်ဖဲလဝါကတိုင်၌ခံပြီးမှဘုရားသခင်ဤပလင်တော်လက်ရာဘက်၌ထိုင်နေတော်မူ၏အပြစ်ရှိသောသူတို့လက်တွင်ထိုမြလောက်ကြီးစွာသော စီတာနောက်ရှက်ခြင်းကိုခံတော်မူသောသခင်ကို ထောက်ရှုဆင်ခြင်သောအပြင် အားလျော့စိတ်ပြည့်ခြင်းနှင့်ကင်းလွတ်အံ့သောငါကြိုးစားကြလော့ ကျွန်တော်တို့ရဲ့ပန်းတိုင်ကိုဘလို့အရာတွေကအတားအဆီးဖြစ်နေစေသလဲဘုရားသခင်ကသူ့ရဲ့ဉာဏ်ပညာနဲ့ကျွန်တော်တို့အတ္တဓာအတွေ့အကျွင်းမဲ့သိနေတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဘဝအတွက်သူ့ရဲ့အစီအစဉ်ကို အပြည့်အဝယုံကြည်စိတ်ချသွားနိုင်ပါလေယောမအခန်းကြီး7အငယ်33မှာဘုရားသခင်ဤပညာနဲ့ဉာဏ်တော်သည် အလွန်ကျယ်ဝန်းနဲ့နှင်းစွာတကား စီရင်တော်မူချက်တို့ကိုအဘယ်သူမြစစ်၍မကုံနိုင်ကြွတော်မူရာလမ်းတို့ကိုလိုက်၍ရှာတော်လဲမတွေ့မမီနိုင်လို့ဆိုထားပါတယ်အဲ့ဒီအတွက်ကြောင့်ဘုရားသခင်က သူ့ရဲ့သားသမီးတက်ရောက်ချင်းစီတိုင်းကိုဘလို့နေထိုင်အသက်ရှင်ရမလဲဆိုတာကို အတိအကျသိတော်မူပါတယ်။ဒါပေမဲ့လည်းကျွန်တော်တို့ရဲ့လူသားတိကျသေးချာတဲ့နားလည်မှုမှာကျွန်တော်တို့ဟာ တခါတလေမှအဲ့ဒါကိုပေါ်ထုတ်ဖို့အတွက်ရုံးကန်နေရတတ်ပါတယ်ဒီအဖြစ်များတဲ့တန်တရာမထိုက်တန်ဘူးလို့ခံစားချက်အလုံများခြင်းအကြောက်တရားနဲ့ဇာတိအတွေးများဆိုတဲ့အတားအဆီး၅ခုအကြောင်းကိုသုံးသပ်ဆင်ခြင်သွားခြင်းနဲ့ပထမအနေနဲ့တန်တရာဟာကျွန်တော်တို့ဘုရားသခင်ဂျန်စီစီစဉ်ထားတဲ့အရာကိုလက်လွတ်သွားနိုင်ပါတယ်အကြောင်းရင်းတစ်ခုအနေနဲ့ကျွန်တော်တို့ရဲ့ပြဿနာတွေကို ကိုတော်အမှန်တကယ်စိတ်ဝင်စားမှု ရှိရဲ့လားဆိုတဲ့တန်တရာမေကွန်းကသူ့ရဲ့ကျွန်တော်ပေါ်မှာရှိတဲ့အကျံအစီတွေကို အတားအဆီးဖြစ်နိုင်ပါတယ်။နောက်ဒုတိယတစ်ခုအနေနဲ့မထိုက်တန်ဘူးဆိုတဲ့ခံစားချက်ကကျွန်တော်ကိုအဟံအတားဖြစ်နိုင်ပါတယ်။မထိုက်တန်ဘူးလို့ခံစားရမယ်ဆိုရင်ကျွန်တော်တို့အတွက်ပြားသခင်နဲ့ကိုတော်ရဲ့အစီအစဉ်ကိုယုံကြည်ဖို့အတွက်ငြင်းဆန်နိုင်ပါတယ်။ နောက်တတရတစ်ခုက အလုတ်များခြင်းပဲဖြစ်တယ်အလုတ်ထဲမှာနစ်မြုပ်သွားတဲ့အခါမှာကျွန်တော်တို့ပန်းတိုင်ကိုရောက်ဖို့ဘုရားသခင်ရဲ့မှန်ကန်တဲ့အကြံစီကနေကျွန်တော်တို့တွဲသွားနိုင်ပါတယ်အလုတ်နဲ့တခြားအရာတွေကချီနှောင်ထားတဲ့အတွက်ကြောင့်ကျွန်တော်တို့အတွက်ဘုရားသခင် အလိုရှိတဲ့အရာကိုတောင်းဆိုခြင်းကိုရပ်တန့်သွားစေနိုင်ပါတယ်နောက်သုဒ္ဓတစ်ခုအနေနဲ့အကြောက်တရားကကျွန်တော်တို့စီရင်ခြင်းထဲမှာနစ်မြုပ်သွားစေပြီးတော့ ကိုရောရဲ့အကြံစီကိုလိုက်နာဖို့အဟံအတာဖြစ်ပြီးတော့မှ ပန်းတိုင်နဲ့ဝေးကွာသွားစီပါလေ။နောက်ပြစ္စမတစ်ခုဖြစ်တဲ့ဇာတိအတွေ့ကကျွန်တော်တို့မားကြောင်သိနေတဲ့အချိန်မှာတောင်းကိုရဲ့ဇာတိလောက်ရက်တွေကိုဆွဲဆွဲမြဲမြဲလှုပ်ဆောင်နေခြင်းအပြင်တမင်တကာအပြစ်တွေစီကိုဆွဲဆောင်သွားတတ်ပါလေ။ပြာခင်ရဲ့ရည်ရွယ်ချက်တွေရဲ့အလေကိုရောက်ရှိသွားဖို့ကျွန်တော်တို့ရဲ့အတွေ့တွေကအတာအစီဖြစ်စေနိုင်ပါလေ။ ဒီအတားအဆီး၅ခုကိုတမန်တော်အားဖြင့်အစာထိုးရမယ်။သခင်ယေရှုခရစ်တော်ရဲ့လဝါကတိုင်ဟာဘုရားသခင်ရဲ့ယုံကြည်စိတ်ချရမှုနဲ့ကျွန်တော်တို့ရဲ့တန်ဖိုးကို သူ့ရဲ့အမြင်မှာပေါ်ပြပါတယ်။တမန်တော်ကသခင်ယေရှုခရစ်တော်ရဲ့အရေးပါမှုကိုချက်မှတ်ပြီးတော့ကျွန်တော်ဘဝအတွဲဘုရားသခင်ရဲ့အကြံအစီအစီအစဉ်တွေကိုပြည့်ပြည့်စုံမှုကို အလေးပေးမှာဖြစ်တယ်။ဇာနာဆင်ခြင်ခဲ့တဲ့သူတိုင်းတန်တရား မထိုက်တန်ဘူးဆိုတဲ့ခံစားချက်အလုတ်ထဲမှာနှိမ့်ညုတ်နေတာတွေအကြောက်တရားဇာတိအတွေးဒီအတားအစီးတွေကနေပြီးတော့မှတမာတရားကိုဖြည့်ဆည်းခြင်းကြောင့်ဘုရားသခင်အလိုတော်ရှိတဲ့ပန်းတိုင်ကို ရောက်ရှိကြဖို့ဘုရားသခင်ကအတူရှိကောင်းချီးပေးနေပါစေအာမင် ခွန်အားတဲ့နှုတ်ကပတ်တော်အစီအစဉ်ဒီနေ့စဉ်တင်ဆက်တော်အစီအစဉ်ဖြစ်တော်ကြောင့်စောင့်မျှော်၍ဝိညာဉ်ခွန်အားယူပါရန်မေတ္တာပြည့်လို့ဆော့အပ်ပါသည်